ဘာပြည်သူများခင်ဗျာဘာပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်းပဲဒီနေ့ဒီလက်ဆောင်ပေးခြင်းမိုးလဲ7နာရီ58မိနစ်ခန့်မှာဒီဂျီရောကောင်စီနေပြီးမန္တလေးတိုင်းစကားတိုင်းဒေသကြီးတချို့ဒေသတွေမှာဒီနေ့လှုပ်ခမှုဖြစ်ခဲ့ပါတယ်ဖြစ်ွားတဲ့နေရာတော့မန္တလေးမြို့ရဲ့အရှိမြောက်ပဲ20ကီလိုမီတာခန့်အကွာမှာဘိုဟိုပြုပြီးတော့ညအောင်10ကီလိုမီတာအနက်မှာလှုပ်တယ်လို့ကျွန်တော်သိရပါတယ် လုပ်တဲ့အဆင့်ကတော့ register scale 0.9 scale ရှိကြောင်းအဆင့်ရှိကြောင်းဒီအဲ့ဒီငလျာအလုံးပြင်းထန်တဲ့ငလျာတစ်ခုဖြစ်ကြောင်းလည်းကျွန်တော်သိရှိရပါတယ်။ကျွန်တော်ဆက်တဲ့ငလျာများလည်းဆက်တဲ့ပြောချခဲ့တာရှိပါတယ်။ဒီလိုချမ်းမှုကြောင့်ထိခိုက်ပျက်စီးမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပျက်စီးမှုများပြားပါတယ်။လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပို့တယ်။တရင်ပို့တဲ့တရင်ပို့ကြရတော့နေပြီးတော့ကောင်းစင်နေမြို့မှာ 96ရောက်စကိုင်းမြို့မှာ78ရောက်ကြောက်ဆယ်မှာ30ရောက်စုစုပေါင်း140ရက်တရောက်တေဆုံကျောင်းနဲ့ဒါရရတော့ဒီပြည်တော်ကောင်းဖြစ်နေပြီပဲ132ရောက်စကိုင်းမြို့မှာ300ရောက်တယ်ကြောက်ဆယ်မြို့မှာတော့စီစီဆယ်အလုံးပေါင်း932ရောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်တေဆုံမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်ဒီချိုနေရာဒီမှာလည်းအတိုက်ကြီးပြိုကျတဲ့အကြောင်း ဒီတိုက်တွေလည်းပြန်ပြီးတော့မှဟိုဆက်တည်းလုပ်ငန်းတွေကျွန်တော်လုပ်နေဆဲဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရရှိကြည့်ရှုပြီးလည်းဖြစ်ပါဘူးဘီကဘီကတူတူများနေတယ်လေဒီဂလင်းကဘာဝဘေးကြောင့်ဖြစ်လာတဲ့ဂလင်းအန်ရကိုဂလင်းတန်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကအခြေပြဆာလုပ်ဖို့ရှိတယ်လို့ကြောက်တက်နေတော့ဘောင်းကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခတ်လုပ်ပါတယ်ကျွန်တော်အနေနဲ့လည်းဖြစ်ွားတာဒီသားအားလုံးလည်းရေးဖို့အချိန်ကြီးရထားပြီးတော့ဒီမှာကူညီမပေးနိုင် ပြီးနိုင်မှုတွေဟိုလက်မှတ်ထားပြီးဖြစ်ပါတယ်။မကြသေးခရပဲအာဟာစင်တာနေပြီးတော့လက်ပြန်ပါရေဖို့ကိစေပစ္စည်းတွေပို့ဖို့တယ်။အိန္ဒိယနိုင်ငံလည်းလက်ပြန်ပါကိစေကိစေပစ္စည်းပို့ဖို့ကာလနာနာရှိတယ်လို့ဒါလည်းခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။ဒါတော့မြေသိနိုင်ငံမြေသိအခွင့်အရေးမဆိုမြန်မာနိုင်ငံပြည်မှာရှိတဲ့ရရှိလို့မြို့ပြည်သူမြို့သူများမဆိုတော့ကုညီနိုင်ဖို့ကျွန်တော် 회자료가 아니면 이두째 말이에요.